ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Global Media ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ဒီဇင်ဘာလ၁ရက်နေ့ည၈နာရီနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားတော့မှာပါ။နမဲကြီးရွှေဆိုင်ပန်ရှင်ဆိုပေမဲ့အုတ်တဲကြောက်တဲလုံနေရတဲ့ဇွဲထက်ရွှေဆိုင်တထေးမကြီးတော်ဝင်းမာရဲ့နောက်ွယ်ကအကြောင်းရင်းပမာခါကျုပ်ဆရာတော်ကိုမထင်မတဲ့ပုံစံနဲ့စွမ်းကက်လူတန်းကလေးလူပြောများနေရဲ့နန္တာလိုင်းတို့မိသားစုစတဲ့တဲ့တင်တွေပဲဖြစ်ပါရဲ့ရှင်။ ူကိုဟာဟာပေးရင်နှက်ကင်နိုင်လို့ဟာဟာမပေးကြဘူးလူတွေကိုတတိပေးလိုက်တဲ့သူရိမေခန့်မင်္ဂလာပါပရိသတ်ကြီးရဲ့ဒီနေ့ခေတ်ဆိုရှယ်မီဒီယာလောကကြီးမှာ Facebook reaction လေးတခုပေးမိုံနဲ့နှက်ကင်ခံရနိုင်နေဆိုတဲ့အဖြစ်အပျက်မျိုးကိုကြားဘူးကြပါသလားပုံမှန်ဆိုရင်တော့အမှုပညာရှင်တယောက်ကိုပရိသတ်ကချစ်လို့ပဲဆက်ဆက်ရဲချင်းလို့ပဲဆက်ဆက်ဟာဟာ reaction လေးတွေပေးလေးရှိကြပါတယ်ဒီတစ်ခါမှာတော့အဲ့ဒီဟာဟာပေးရင်နှက်ကင်ခံရနိုင်ပါတယ် သူရိမင်းခန့်လို့ဆိုလိုက်တာနဲ့ပြည်သက်ကြီးတော်တော်များများကမနစ်ကရွှေချိုပြိုင်ပွဲမှာစတင်ပြီးတော့တတိထားမိခဲ့ကြမှာပါသူရဲ့ထူးခြားချက်ကတော့အမြဲတမ်းကိုမဲမဲဖြစ်နေရဲ့မျက်နှာထားနဲ့ပါသူရိမင်းခန့်ကတော့သူ့ကိုယ်သူကိုရီးယားမင်းသားကုကျွန်ဖြိုးနဲ့တူတယ်လို့ခံယူထားပေမဲ့ပြည်သက်ရဲ့အမြင်မှာတော့တမျိုးဖြစ်နေရလဲဟာသားတစ်ခုပါပဲပြည်သက်အများစုကသူ့ကိုမြင်ရင်နာမည်ကြီးဟာသားတယောက်ဆောင်ဖြူဖြူထွေးရဲ့မိခင်ကြီးနဲ့တူသလိုလိုမန္တလေးကနာမည်ကြီးအွန်လိုင်းဆယ်လေးဆွေးနေပဲချွတ်ဆွတ်တူနေသလိုလိုပြောဆိုနေကြတာပါဒီလို မတူညီတဲ့မျက်နှာပေါင်းတဲ့ဟန်ပန်တွေကြောင့်သူ့ရဲ့ပုံတွေဗီဒီယိုတွေရဲ့အောက်မှာပရိသတ်တွေကမနေနိုင်မထိုင်နိုင်ဟာရီယက်ရှင်တွေကိုပေးကျင်စိပေါ်လာကြတာဖြစ်ပါတယ်။ဒါကဝဲသူရင်းမင်းခန့်ကစိတ်ဆိုးတာပါ။လက်တလုံးသူဝင်ပြိုင်နေတဲ့တရုတ်ဆောင်ပြိုင်ပွဲတစ်ခုမှာသူ့ကိုဟာဟာပေးတဲ့အော်အော်ဆိုတဲ့ကောင်မလေးတစ်ယောက်ကိုသူရင်းမင်းခန့်ကမီဒီယာတွေကနေတဆင့်တရားဝင်စာရင်းရှင်းလိုက်ပါတယ်။ဒါဒီမကပါဘူးသူ့ကိုလောင်ပြောင်ပြီးဟာဟာပေးနေတဲ့သူတွေအားလုံးကိုလည်းပြင်းပြင်းထန်ထန်တတိပေးလိုက်တာပါ။ဒီလိုမျိုးရီယက်ရှင်ပေးုံနဲ့လူတစ်ယောက်ကိုနာမည်တက်ပြီးတော့ ော့စည်ရင်ရှင်းတာနက်နဲ့တိုင်တယ်ပြီးတော့ချင်းချောက်တာမျိုးကအနုပညာလောကမှာမရှိသလောက်ရှားပါးတဲ့ဖြစ်ရပ်တစ်ခုပါပဲပုံမှန်ဆိုရင်တော့အနုပညာရှင်တွေကဟိတ်တာတွေကိုဘလော့တောင်လစ်လျူရှူတာမျိုးပဲလုပ်ကြတာဆိုပေမဲ့သူရိမင်းခန်းကတော့ထူးထူးခြားခြားသူ့ရဲ့တိုက်ဆက်အကြောင်းကိုထုတ်ပြောပြီးတော့တုံ့ပြန်လာတာကတော့ပရိသတ်တွေကြားမှာပို့ပြီးတော့ပွဲစုသွားစေပါတယ် ပုံမှန်အနုပညာရှင်တွေဆိုရင်တော့ဝေဖန်မှုဒါမှမဟုတ်လောင်ပြောင်မှုတွေကိုလစ်လျူရှုလိမ့်ရှိကြပေမယ့်သူရိမင်းခန့်ကတော့သူ့ကိုဟာဟာပေးရင်နှက်ကြိုင်မယ်လို့ဆိုပါတယ်သူရိမင်းခန့်ကသူဟာတာမန်လူတယောက်မဟုတ်ပေတိုင်နန်းကဆင်းသက်လာတဲ့သူဖြစ်ပြီးတော့ဘောဂဝရီမေတော်ကြီးရဲ့တားတော်ရင်ဖြစ်တယ်လို့ဆိုပါတယ် မေတော်ကြီးကသူ့ကိုချင်းလွန်လွန်အဂရင်းထဲမှာငုံပြီးတော့စောင့်ရှောက်ထားတာဖြစ်တဲ့အတွက်သူ့ကိုထိပါပုတ်ခတ်တာလှောင်ပြောင်းတာဟဟပေးတာမျိုးလုပ်မယ်ဆိုရင်အဲ့ဒီလူတွေဟာဘေးဒုက္ခကြောက်ရွံ့နိုင်တယ်၊နက်ကင်ခံရနိုင်တယ်လို့သတိပေးချင်းချက်လိုက်တာဖြစ်ပါတယ်။ဒါဟာမြမရွရအယူအဆတွေဖြစ်တဲ့တိုင်နန်းကိစ္စတွေနဲ့ဆက်ဆက်နေပါတယ်။သူ့ကိုလှောင်ရင်သူကအေးအေးယူမှာမဟုတ်ဘူး။မေတော်ကအေးအေးယူမှာဆိုတဲ့သဘောပါ။ ကြားပြေသူရိမင်ခန့်ဟာဝေဖန်မှုတွေကိုဂယုမဆိုင်ပဲသူလန်းသူဆက်လျှောက်နေပုံကလည်းအံ့ဩစရာပါတချို့တွေကလည်းဒါကိုသူ့ရဲ့ marketing ပြူဟာလို့သုံးသပ်ကြပါတယ်လူတွေကကြောက်ပြီးတော့ဟာမပေးရင်လည်းသူ့အကြိုက်မယုံလို့ဟာပေးရင်လည်း engagement တက်ပြီးတော့ ပုံနာမည်ကြီးလာမဲ့သဘောပါပဲ။ဘာပဲဖြစ်ဖြစ်သူရိမင်ခဲရဲ့ယုံကြည်မှုလွန်ကဲနေတဲ့ပုံစံနဲ့ဒီလိုထူးဆန်းတဲ့သတိပေးချက်တွေကတော့ဆိုရှယ်မီဒီယာပေါ်မှာရက်ရှည်ပွဲစုနေအောင်မဲ့အနေအထားမှာရှိနေပါတယ်။အချုပ်အားဖြင့်ပြောရရင်တော့သူရိမင်ခဲဟာပရိသတ်ရဲ့စိတ်ဝင်စားမှုတွေကိုရယူရမှာထူးခြားတဲ့နိလန်းကိုတုံးလိုက်တာပါပဲ။တချို့တွေကတော့ဒါကိုယုံကြည်ကြောင်းယွန်းကြတယ်လို့တချို့ကလည်းဒါကိုပဲထက်ပြီးတော့ဟာသလုပ်နေကြတာတွေ့ရပါတယ်။အနုပညာလောကမှာလူပြောများရင်ပြီးတာပဲဆိုတဲ့စကားအတိုင်းသူရိမင်ခဲကတော့သူနီးသူဟန်နဲ့ ဲ့နာမည်ကြီးအောင်လုပ်နေရတော့အမှန်မှာကဲပရိသတ်ကြီးရဲ့ဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေထဲမှာရောသူတွေမင်ကန့်ကိုဟဟပေးရတဲ့တတိကဲတွေရှိကြလားတကယ်ရောနှက်ကန်ခံရမယ်လို့ထင်လားဆိုတာမှတ်ချက်ပေးခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် နာမည်ကြီးဇမင်းသားဆိုပေမဲ့ဇက်စင်ပေါ်မတက်ခင်လှုပ်လေးရှိတဲ့အပြုမူလေးတစ်ခုကြောင့်အလုံးရဲ့ချီကျူးခြင်းကိုခံနေရတဲ့အောင်စဘူးပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ဒီနေ့မှာတော့မြမဇက်သပင်လောကမှာတကယ်ကိုရှားပါပြီးတော့တန်မိုးရှိတဲ့စိန်ကောင်းကြောက်ကောင်းမင်းသားလေးတစ်လက်အကြောင်းကိုပြပြချင်ပါတယ်သူကတော့လူငယ်မင်းသားတွေထဲမှာထိတ်တန်းနေရကိုရောက်နေတဲ့မင်းသားလေးအောင်စဘူးပဲဖြစ်ပါတယ် အခုဆိုရင်ဇမင်းသားလေးအောင်စဘူဟာဇက်စင်ပေါ်မတက်ခင်ပုံမှန်လှုပ်လိရှိတဲ့အပြုတ်မှုတစ်ခုကြောင့်လူပြောများနေရပါ့။ပရိသတ်တွေအလုံးသိထားကြတဲ့အတိုင်းပဲအောင်စဘူဆိုတာလက်ရှိချိန်မှာတညကိုတန်းရချီတန်းကြီးရှိတဲ့မင်းသားတစ်လက်ပါ။ပွဲငါမင်ဆိုရင်တော့ကျူတင်ချင်းရလောက်တဲ့ဒီအောင်မြင်နေသူတယောက်ပါ။ဒါပေမဲ့ဒီကနေ့ပြောပြချင်တာကသူ့ရဲ့အောင်မြင်မှုအကြောင်းမဟုတ်ပါဘူး။သူ့ရဲ့အောင်မြင်မှုတွေရဲ့နောက်ွယ်ကအောင်မြင်ကြောင်းတရားအကြောင်းတစ်ခုပါ။ ဒီရက်ပိုင်းဆိုရှယ်မီဒီယာပေါ်မှာပရိသတ်တွေကြာရေပန်းစားပြီးတော့ချီးကျူးနေကြတဲ့ပုံရိပ်လေးတစ်ခုရှိပါတယ်။အဲ့ဒါကတော့အောင်စဘူတယောက်မီးရောင်စုံတွေလင်းလက်နေတဲ့ဇက်စင်ကြီးဘောကုံမတက်ခင်မှာပရိသတ်တွေရဲ့လက်ခုပ်တံတွေကိုမခံယူခင်မှာကလကနောက်ခင်မှာပြုတ်လွတ်လေးရှိတဲ့အလေးအကျင့်လေးတစ်ခုအကြောင်းပါ။ အဲ့ဒါကတော့သူ့ကိုမွေးထုတ်ပေးခဲ့တဲ့မိဘနှစ်ပါးကိုဦးခိုက်ကြတော့တာပါပဲ။မင်းသားဝတ်ဆောင်အပြည့်စုံမိကပ်တွေအပြည့်စုံပြင်ဆင်ထားပေမဲ့သူ့ဘဝရဲ့အမြင့်ဆုံးဖရာသခင်တွေဖြစ်တဲ့မိဘတွေရဲ့ချီးရင်မှာဝတ်ဆင်ပြီးတော့ကြတော့နေတယ်။မြင်ရသူတိုင်းရဲ့မျက်လုံးထဲမှာတကယ်ကိုကြည်နူးစရာကောင်းပါတယ်။မိဘချီးရင်ဟာသားသမီးတွေအတွက်အမြင့်မြတ်ဆုံးဖရာကြောင်းဆောင်ပါဆိုတဲ့စကားတိုင်းပါပဲ။ သူဟာဘလောက်ပဲနာမည်ကြီးကြီးဘလောက်ပဲပတ်စံတွေချမ်းသာနေပါစေမိဘကျေးဇူးကိုမမေ့တဲ့တားလိမ်မာတယောက်ဆိုတာဒီအပြုတ်မှုလေးကသက်သေပြနေပါတယ်ဒီလိုစိတ်ထားလေးရှိရာကြောင့်ပရိသတ်တွေကသူ့ကိုပို့ပြီးချစ်ကြတာပါသူရဲ့ပရိသတ်ဆက်ဆံရေးကိုကြည်မလောင်အမြဲတမ်းပြုံးရှင်ပြီးတော့လေးလေးစားစားရှိနေရတွေ့ရပါတယ်အောင်စဘူဟာမမနာကင်းရှင်းပြီးတော့ယဉ်ကျေးသိမ်မွေးသူတယောက်ဖြစ်နေနာမည်ကြီးတာပါဒါပေမဲ့ပရိသတ်ကြီးအောင်စဘူရဲ့တန်ဖိုးကတားလိမ်မာဖြစ်တာတခုတည်းမဟုတ်ပါဘူးသူဟာမြမစားသပင်လောကမှာရှေ့ရှေ့ပပပညာတတ်ပွဲရ ရမင်းသားတယောက်လည်းဖြစ်ပါတယ်။တချို့တွေကထင်ကြတယ်ဇမင်းသားတွေဆိုတာပညာရေးဘက်မှာအားနည်းကြပါတယ်။ဒါပေမဲ့အောင်စဘူကတော့ဒီ EU စတွေကိုခြေဖြတ်ပြလိုက်ပါတယ်။သူဟာအမျိုးသားယဉ်ကျေးမှုနဲ့အနုပညာတက္ကသိုလ် National University တော့အဒန်ခါချာကနေဘွဲ့ရရှိထားတဲ့သူတဦးပါ။ဒီတက္ကသိုလ်ဆိုတာဝင်ခွင့်ရဖို့မလွယ်သလိုဘွဲ့ရဖို့ဆိုတာလည်းတော်ရုံဆွဲလုံးလားနဲ့မဖြစ်နိုင်ပါဘူး။စာတွင်ရောလက်တွေ့ရောအထူးကြုံမရတာပါ။ဒါကြောင့်အောင်စဘူကိုကြည့်လိုက်ရင်သူ့ရဲ့ကားပြဖြောပြမှုတွေကတခြားသူတွေနဲ့မတူ ူပဲစနစ်တကျရှိနေရကိုတွေ့ရပါလိမ့်မယ်။တက္ကသိုလ်ကသင်ကြားပေးလိုက်တဲ့ academic ပညာရပ်တွေနဲ့ရိုးရသပင်ပညာရပ်တွေကိုပေါင်းစပ်ထားနိုင်သူဖြစ်ပါတယ်။ပညာလဲတက်ရိုးသေးကိုင်းဆိုင်တက်တဲ့သားလိမ္မာလေးဖြစ်နေပြန်တော့အောင်စပုကိုပရိသတ်တွေကအသေးအစွဲဖြစ်နေကြတာမဆန်းပါဘူးရှင်။ ရှေးလူကြီးတွေပြောစကားတစ်ခုရှိပါတယ်ပညာတတ်ရင်တတိရှိတယ်ဝိုင်းထဲမှာစာရှိရင်အနေထိုင်တည်ငြိမ်တယ်လို့ဆိုတာပါအောင်စိဘူးကတော့ပညာတတ်တယောက်ရဲ့ရင်ကျက်မှုနဲ့မိဘကိုယုံကြည်တတ်တဲ့ယဉ်ကျေးမှုနှစ်ခုစလုံးပိုင်ဆိုင်ထားပါတယ်ဒါကြောင့်သူရဲ့အောင်မြင်မှုဟာရေပုပ်ပမာခဏတာမဟုတ်ဘဲခိုင်မာတဲ့အောင်မြင်မှုမျိုးနဲ့ရည်တည်နေနိုင်တာဖြစ်ပါတယ်ကေပရိသတ်ကြီးရောမိဘကိုဥထိတ်ထားပြီးတော့ပညာရေးကိုလည်းမစွန့်လွတ်ခဲ့တဲ့မင်းသားလေးအောင်စိဘူးကိုဘလို့မြင်ကြလဲမိဘကျေးဇူးတည်တတ်သူတွေဟာဘဝမှာဘယ်တော့မှမနှိမ်ကြဘူးဆိုတော့ ောင်စပူကားတက်တည်ပြနေရလို့မထင်ဘူးလားပရိသတ်တို့ရဲ့အမြင်ကိုလည်းမှတ်ချက်ပေးခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ပမာခကျောင်းဆရာတော်ကမထင်မတဲ့ပုံစံနဲ့ဆုံးကတ်လှူခဲ့လို့လူပြောများနေတဲ့အနန္တလိုင်းတို့မိသားစုမင်္ဂလာပါပရိသတ်ကြီး ဒီနေ့မှာတော့ငွေကြေးချမ်းသာမှုနဲ့ဂုဏ်ဒရတွေထက်စိတ်နှလုံးအေးချမ်းမှုကိုဦးစားပေးပြီးတော့အနုပညာလောကမှာစံပြမိသားစုအဖြစ်ရပ်တည်နေတဲ့ Academy မင်းသမီးကြီးနန္ဒာလိုင်တို့ဇနီးမောင်နဲ့အကြောင်းကိုဂုံယူဝဲမြောက်စွာနဲ့တင်ဆက်ပေးခြင်းပါတယ်။ပုံမှန်အဖြစ်တထေးတကြွေတွေအလူတန်းလုပ်ပြီးဆိုရင်လူတွေပြင်းပြင်းမိကြတာကရွှေတွေငွေတွေဝစ်စင်ပြီးတော့မီဒီယာတွေအများကြီးနဲ့ဟိတ်ဟန်ကြီးကြီးကျင်းပကြတဲ့ပုံစံမျိုးတွေပါ။ဒါပေမဲ့နန္ဒာလိုင်နဲ့ဇီတီဟာတို့မိသားစုကတော့ဒီပုံစံကွက်သေးကနေဖောက်ထွက်ပြီးတော့လူတိုင်းအားကြ ရလောက်တဲ့ရိုးရှင်းမှုတစ်ခုကိုချပြလိုက်ပါတယ်။လက်တလုံးလူမှုကွန်ရက်ချက်မှာပြည်သက်တွေဂျင်းနူပီတီဖြစ်နေကြတာကတော့နိုင်ငံကျော်တာနာအာဇာနဲ့ပေါမောင်းခါကျော်စီရတော့ဖျားကြီးကိုသူတို့ရဲ့နေအိမ်မှာစွန့်ကပ်လှူဒန်းခဲ့တဲ့ ပုံရိပ်တွေကြောင့်ပါပဲ။ဒီအလူမှာထူကြတာကတော့မတင်မလောက်အောင်ရိုးရှင်းနေခြင်းပါပဲ။မြန်မာနိုင်ငံရဲ့ထိတ်တန်းစီးပွားရေးလုပ်ငန်းရှင်ကြီးဦးစည်တီဟာနဲ့ထိတ်တန်းနာမည်ကြီးမင်းသမီးဂျေနန္ဒလိုင်တို့ဖြစ်ကြပေမဲ့ဆရာတော်ဖျားကြီးရှေးမောက်မှာတော့ဘာကုံပကာသနာမောက်မပါပဲ။တာမန်တကာတကာမောက်တွေလို့ ဲရိုရိုကျိုးကျိုးတလေးတစားနဲ့စွန့်ကပ်ဝေယဝစ္စပြုလုပ်နေကြတာကိုတွေ့မြင်ရပါတယ် ဒါအပြင်ဒီလိုမုံမြတ်တဲ့ပုံရိပ်တွေဟာလက်ရှိခေတ်လူငယ်တွေနဲ့တခြားသောအနုပညာရှင်တွေအတွက်လည်းအတူယူစရာသင်ခန်းစာကောင်းတစ်ခုဖြစ်စေပါတယ်။ငွေကြေးဘလောက်ချမ်းသာနေပါစေ၊ယာတူးဘလောက်ကြီးပါစေ၊တရဏဝန်ထမ်းတွေရှေ့မောက်မှာယူကျိုးနှိမ့်ချခြင်းကဂုံငယ်စရာမဟုတ်ဘဲဂုံတက်စရာဖြစ်တယ်ဆိုတာကိုလက်တွေ့ပြသလိုက်တာပါ။ပါမခါကျုပ်စရာတော့ဘုရားကြီးရဲ့မြတ်တာရှိအောင်မှာမိသားစုလိုက်ကြီးညိုနေကြတဲ့ပုံရိပ်တွေကသူတို့ရဲ့စိတ်နှလုံးအေးချမ်းမှုကိုအထင်သာပေါ်လွင်စေပါတယ်။စိတ်ကောင်းရှိမှကံကောင်းမယ်ဆိုတဲ့အတိုင်း ဒီလိုစိတ်ထောင်းမွန်မြတ်တဲ့မိသားစုစီကိုကောင်းသောကံတရားတွေစီးပွားလက်လာဘတွေကအလိုလိုစီစဉ်ဝင်ရောက်လာမှာအမှန်ပါပဲသူတို့ရဲ့လူကပကသနာတွေမပါဝင်မဲ့ပီတိကတော့အတိုင်းထက်အလွန်ပါပဲဒါဟာတကယ်ကိုလေးစားစရာကောင်းတဲ့စိတ်ထားပါဇပန်နဲ့ဟာအောင်လေလေးခေါင်းငုံလေလေးဆိုတဲ့စကားအတိုင်းပါပဲသူတို့ဟာစီးပွားရေးမှာထိတ်ဆုံးရောက်နေပေမဲ့ဘာသာရေးနဲ့ပတ်သက်လာရင်တော့မန်မာနာတွေကိုဘေးချပြီးတော့စစ်မှန်တဲ့တရားတရားနဲ့သာချင်းကပ်ကြပါတယ် ဆရာတော်ဘုရားကြီးကိုအရင်ရောက်ပင်ဖိတ်ပြီးတော့မိသားစုတည်တံ့ကုတို့ယူတာကဟန်ပြလောက်တာမျိုးမဟုတ်ပေတကယ်ကိုစိတ်နှလုံးအေးချမ်းမှုကိုရှာဖွေတာဖြစ်ကြောင်းပရိသတ်တွေကတုံ့သက်ချီးကျူးနေကြပါတယ်ဒီလိုမျိုးမိဘတွေရဲ့မောမြတ်တဲ့စိတ်ထားတွေကြောင့်ပဲသူတို့ရဲ့သားသမီးလေး၃ယောက်ကလည်းလိမ္မာရင်ကျေးပြီးတော့ ကျက်တည်ရှိတဲ့ကလေးတွေအဖြစ်နဲ့ကြီးပြင်းလာကြတာဖြစ်မှာပါဖခင်ဖြစ်သူဦးစေးဒီဟာကလည်းစီးပွားရှာရာမှာတော်တယ်လို့တရဏာပြုတ်ရာမှာလည်းလက်မနေရသူဖြစ်တာကိုတွေ့ရပါတယ်ဇနီးတဲ့နန်းထောင်းလိုင်းကလည်းအိမ်ထောင်ရှင်မှာကောင်းပီသားစွာနဲ့ဘာသာရေးကန်ရှမ်းပြီးတော့မိသားစုကိုအေးမြတဲ့အရေးအဝါသားအောက်မှာထိန်းချောင်းထားနိုင်ပါတယ် ဒီဖြစ်ပျက်လေးကဘာကိုမီးမောင်းထိုးပြနေတယ်လဲဆိုတော့တကယ်အစင်အတန်းဆိုတော့ရွှေငွေတွေဝစ်စင်ပြရမှာမဟုတ်ဘဲစိတ်ထားမုံမြတ်မှုနဲ့ယဉ်ကျေးတိမ်မွေးမှုအပေါ်မှာသာတရှိတယ်ဆိုတာပေါ့နန္ဒလိုင်းတို့မိသားစုရဲ့ဒီလိုမျိုးရိုးရှင်းတဲ့အလူလေးကစုညံနေရဲ့လောကကြီးထဲမှာအေးမြတဲ့ရေစင်တစ်ခွက်လိုပရိသတ်တွေကိုစိတ်ချမ်းသာစေခဲ့ပါတယ်ကဲပရိသတ်ကြီးမထင်မလောက်အောင်ရိုးရှင်းပြီးတော့ကြည်ညိုစရာကောင်းတဲ့နန္ဒလိုင်းတို့မိသားစုရဲ့စွန်းကအလူလေးကိုကြည့်ပြီးတော့ဘယ်လိုခံစားမိကြလဲသူတို့မိသားစုရဲ့စိတ်ထားလေးကိုလေးစားအားကြားမိကြရဲ့လား ။ပရိသတ်ကြီးရဲ့ဝမ်းမြောက်စကားလေးတွေကိုလည်းမှတ်ချက်ပေးရေးသားခဲ့ပါအောင်နော်။တာရုခေါ်ဆိုပေးသွားဖို့တောင်းဆိုလိုက်ပါရရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ နမကြီးရွှေဆိုင်ပန်းရှင်ဆိုပေမဲ့ဥသေးကြောက်တဲ့လုံနေရတဲ့ဇွဲထက်ရွှေဆိုင်တတိမကြီးဒေါ်ဝင်းမရဲ့နောက်ွယ်ကအကြောင်းရင်းပရိသတ်များအလုံးမင်းမင်္ဂလာပါရှင်မကြသေးမီကလူမှုကွန်ရက်ဆောင်မျက်နှာထပ်မှာဗီဒီယိုဖိုင်လေးတစ်ခုပြန်နှံလာပါရယ်အဲ့ဒီဗီဒီယိုထဲမှာတော့နိုင်ငံကျော်ဇွဲထက်ရွှေဆိုင်ကြီးရဲ့ပန်းရှင်တတိမကြီးဒေါ်ဝင်းမတယောက်တာမန်လုံသားတယောက်လိုခေါင်းပေါ်မှာအုတ်ခဲတွေရွက် ကြောက်ခဲတွေတည်ပြီးတော့ပင်မင်းပန်းပန်းလောက်ကန်နေရကို မြင်တွေ့ရပါတယ်။တိမ်မောင်းများစွာချမ်းသာကြွယ်ဝတဲ့တတိမကြီးတယောက်ကဘာကြောင့်ဒီလိုမျိုးအလုတ်ကျန်းတွေလုံနေရတာလဲဆိုပြီးပရိသတ်တွေကတော့အင်အောခဲကြပါတယ်။တကယ်လည်းနောက်ွယ်ကအကြောင်းရင်းကတော့တကယ်ကိုမုံမြန်လွန်ပါတယ်။အလုံးသေးကြတဲ့အချိန်မှာဇွဲတဲ့ရွှေဆိုင်မိသားစုဟာငလင်တန်းကြောင့်ပြိုကျပျက်စီးသွားခဲ့တယ်။တမိုင်းဝင်မစိုးရင်တိုက်တဲ့အလဲချောင်းဆောင်တော်ကြီးကို ငွေကြသိန်းပေါင်း9000ကျော်အကုန်ကျခံပြီးတော့အသစ်ပြန်လဲတိဆောက်လူတန်းနေတာဖြစ်ပါတယ်။ဒီကျောင်းဆောင်ကြီးတိဆောက်ရမှာငွေကြေးတတ်နိုင်တဲ့သူတွေသာမကငွေကြေးမတတ်နိုင်တဲ့ပြည်သူတွေကိုပါကုသိုလ်ပါဝင်ခွင့်ရအောင်လှူအားဒါနကုသိုလ်ပြုခွင့်ကိုဖိတ်ခေါ်ခဲ့ရပါ။ဒီနေရာမှာသတိမကြီးတော်ဝင်းမာကငါကအလူရှင်ပဲပတ်စံပြီးပြီးပြီဆိုပြီးလက်ပိုက်ကြည့်မနေပဲကိုရင်ကိုကြရှိကနေဦးဆောင်ပြီးတော့လှူအားဒါနကိုဝင်ရောက်ကူညီခဲ့တာဖြစ်ပါတယ်။ဒါအပြင်ဒီလိုမျိုးသတိမကြီးကိုရင်ဦးဆောင်ပြီးတော့လောက်ကင်နေတာကိုမြင်ရတဲ့အတွက်ဝန်ထမ်း ွေနဲ့တခြားလုံအားဒါနလာရောက်ကူညီသူတွေမှလည်းစိတ်ဓာတ်ခွန်အားတွေအများကြီးရရှိစေပါတယ်။ပုံမှန်ဆိုရင်တထေးတွေကအေကွန်ခန်းတွေကနေညွှန်ကြားရုံမှာပဲဒါပေမဲ့ဒေါ်ဝင်းမှာကတော့နေပူကျဲတဲတဲမှာချွေတီတီကြခံပြီးတော့ကုသိုလ်ယူနေတာကစေရနာမယင်အစဉ်အတန်းမရွေးဘူးဆိုတာကိုပြသနေပါတယ်။ငွေကြီးနဲ့လူတန်းနာကဒါနာကုသိုလ်ဖြစ်တယ်လို့ ကိုခန္ဓာအပင်မခံပြီးလှုပ်အားပေးတာကလည်းဝိယဝိသကုသိုလ်မြောက်ပါတယ်။ဒီလိုမျိုးကုသိုလ်နှမျိုးစလုံးကိုပြည့်စုံအောင်ယူတတ်တဲ့သူမရဲ့ဉာဏ်အမျော်မြင်တဲ့တရားတရားကိုတော့တကယ့်ကိုလေးစားအတူယူတင်ပါတယ်။ဒီလိုစိတ်ဓာတ်မျိုးကသူတို့ရဲ့စီးပွားရေးအောင်မြင်မှုရဲ့လေဝတ်ချက်လို့လည်းပြောလို့ရပါတယ်။ ဇွဲဆိုတဲ့နာမည်နဲ့လိုက်ဖက်အောင်ဘဝကိုအောက်ခြေကနေရုန်းကန်ခဲ့ရသူတွေဖြစ်တာကြောင့်အလုတ်ကျန်းဆိုတာသူတို့အတွက်မစိမ်းလာပါဘူး။ခင်မုန်းတဲ့ဦးဆောင်ဝင်းကိုယ်တိုင်ကလည်းဘေးနားမှာတက်ညီလက်ညီကုညီလောက်ကန်နေရကိုတွေ့ရတော့တကယ်ကိုစံပြဇနီးမောင်နဲ့မှာပဲပရိသတ်တွေကတော့တတိဖြစ်ပြီးတော့ဘဝင်မမြင်ဘူး။ဒါကြောင့်လည်းကြီးပွားလာဆိုပြီးချီးကျူးနေကြသလိုသူတို့ရဲ့ရွှေဆိုင်ပေါ်မှာလည်းယုံကြည်မှုပို့ထိုးလာကြပါတယ်။ဘာသာရေးမှာရောလူမှုရေးမှာပါဒီလောက်ထက်တန်တဲ့မိသားစုကိုအားပေးရတာဝမ်းသာစရာပါလို့သုံးသပ်နေကြတာဖြစ်ပါတယ်။ က်တန်ရွှေဆိုင်ရဲ့ငွေချင်းအင်အားနဲ့ဆိုရင်ခင်မီစက်ကရီယာတွေကရင်ကားတွေတုံးပြီးတော့လွတ်လပ်ကူကူတည်ဆောက်လို့ရပါတယ်။ဒါပေမဲ့ခုနှစ်ရသားသမီးတွေကကုသိုလ်ယူခွင့်ပေးခြင်းနဲ့စေတနာကိုရင်လဲဖျားเจ้าကတည်ဆောက်ရမှာချွေးနေစာနဲ့ပါဝင်ခြင်းနဲ့တရားတရားတွေအကြောင်းအခုလိုအပင်မန်းခံလောက်ကင်နေရဖြစ်ပါတယ်။ဒါအပြင်เจ้าဆောင်ကြီးရဲ့အုံမြချထာပနာပွဲမှာတသက်လုံးစုဆောင်းထားတဲ့တံပိုးဖြတ်မရတဲ့စိန်ရွှေရတနာ ကြောက်တံဗရန်များတွေကိုရရရရထည့်သွင်းလူတန်းခဲ့ကြပါသေးရဲ့ငွေကြေးအဖြစ်ရောလုံအားဖြင့်မှမညာမတားလူတန်းနေတဲ့သူတို့ဇနီးမောင်နဲ့ရဲ့စိတ်ထားကတော့တကယ်ကိုလေးစားစရာပါအောက်ခြေဘဝကနေတက်လာတဲ့သူတွေဖြစ်တာအကြောင်းဘဝမမေ့သွားပဲတရဏာအတွက်ဆိုရင်ကိုကျိုးစွန့်ရဲတဲ့ဇွဲထက်မိသားစုရဲ့လုံရက်ကောင် မြန်မာစီးပွားရေးလောကအတွက်အစံနမူနာကောင်းတစ်ခုပါပဲ။ကေပရိသတ်ကြီးတတိမကြီးဒဝင်းမာရဲ့မာနမရှိတဲ့လုံအားဌာနကုသိုလ်ပြုမှုအပေါ်မှာဘယ်လိုမြင်ကြလဲ။တရဏာအတွက်တိမောင်းတောင်းချီလူတန်းတွေရဲ့ဇွဲထက်မိသားစုကိုရောတာရုခေါ်ဆိုပေးကြပါအောင်ရှင်။ကြီးစုပေးရတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။